ကဲအားလုံးပဲမင်္ဂလာကလင်းရဲ့ you channel နဲ့တီတီကနေမဟုတ်ပါဘူးကလင်းရဲ့ you channel ကနေပြန်လည်ကြိုဆိုလိုက်ပါလေတီတီကိုစိတ်ဆွဲကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါနောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်ဗျကဲရေချိုးထားပြီးတော့ခေါင်းလေးပါရှော်ထားရပါတော့အိမ်ပြန်ရောက်ပြီရေချိုးထားပြီးခေါင်းလေးပါရှော်ထားတယ်အားလုံးပဲမင်္ဂလာပါနောက်ဆုံးပိတ်အပိတ်ကိုကောင်းကောင်းမွန်လေးလွယ်ချင်တဲ့လူများ မိတ်ဆွေနဲ့ဝင်လာခဲ့ဖို့ဂေလင်းကဖိတ်ခေါ်ပါတယ်ဒီမှာမိတ်ဆွေတို့ကိုကျွန်တော်ရှယ်ကြီးပြပေးသွားမှာဖြစ်သွားကြအောင်အားလုံးပဲလက်ရှိနဲ့ reaction လေးလို့ဖိတ်သွားပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ကိုလုံးဝအပီးပေါက်ပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကိုအပီးပေါက်ပြောပေးသွားမှာဖြစ်ပါတယ်လုံးဝဗရိတ်ရဲ့ကီးရဲ့ပေါင်းဆက်ပြီးရောပါနော်ကျွန်တော်ချစ်တယ်နော်မိတ်ဆွေတို့ကိုချစ်တယ်နော်မိတ်ဆွေတို့ဘက်ကလည်းကျွန်တော်ကိုမချစ်တာနော်ကျွန်တော်အားလုံးကိုချစ်တယ် အမှန်တိုင်းပြောမှဆိုရင်မနက်ကတော့ကျွန်တော်ရဲ့ key ပဲညှိတယ်ပေါ့နော် key 168ဒါမိတ်ဆွေတို့ဒါအတိဆုံးတောက်ကြနေတရားစာတွေကျွန်တော် key တင်ပေးခဲ့တယ်ပေါ့နော်ကျွန်တော်တောက်ကြနေတရားစာတွေ key တင်ပေးထားခဲ့တယ်ဒါမိတ်ဆွေတို့လည်းအတိဆုံးဒါနော်168ပေါ့နော်168အဲအဲ့ဒါကိုကျွန်တော်တို့ပြောမှဆိုကျွန်တော်ကပ်ပေးထားတဲ့အရာတွေမှာထွက်တာပေါ့နော်လောက်ပဲရှိရပေါ့ကျွန်တော်ကပ်ပေးထားတဲ့အရာတွေမှာထွက်တာပဲရှိတယ်ဒါပေမဲ့ကျွန်တော် key ကတော့ဆက်လက်မှန်ဆဲပါ ဒါမိတ်ဆွေတို့လည်းဒါအတီဆုံးဖြစ်မှာပါနော်ဒါမိတ်ဆွေတို့လည်းအတီဆုံးဖြစ်မှာပါဟုတ်လားမိတ်ဆွေတို့ဟုတ်လားမိတ်ဆွေတို့ဟုတ်လားမိတ်ဆွေတို့ဟုတ်လားမနက်ကကျွန်တော်ပေးခဲ့တဲ့ကျွန်တော်ပေးခဲ့တဲ့ကီးမှန်လားမှန်မှန်လားကီးတောက်ဆောက်မှန်တယ်နော်ပြောမှာအခုမှ၃နိုင်တော့မခွဲသေးဘူးမှီရနော်ပြိတက်ကြီးတော့ view လေးတွေခဏတော့ဆောင်မယ်လေ view လေးတွေခဏတော့ဆောင်မယ်လေကျွန်တော်အခုမှကနန်းထုတ်ပြီးပြီเนาะအခုမှကနန်းထုတ်ပြီးမှလို့ကျွန်တော်ဒီမှာဗောနော်ကျွန်တော်ရဲ့ဒီ fiber နေပြီးအဖုံးဝင်နေကိုလည်းကျွန်တော်အခုမှကန်းပေးနေတော့ပေါ့နော်ကျွန်တော်အခုမှပေးနေတော့ကျွန်တော်အခုမှရေမိုးချိုးပြီးအခုမှအပြန်ပြောင်းလို့ပေါ့နော်ရေမိုးချိုးတယ်ခေါင်းလေးပါလျှော့တယ်နော်မနေ့ကမိတ်ဆွေတို့လောက်လို့ကျွန်တော်ပတ်စံကုန်သွားတယ်နော်ကျွန်တော်မိတ်ဆွေတို့လောက်လို့ပတ်စံကုန်သွားနော်တသိန်းခွဲလောက်ကုန်သွားတယ်နော်မိတ်ဆွေတို့ကတည်းကမနေ့ကဗီလိုတပုတ်တင်ပေးဖို့အရင်ကိုကျွန်တော်အပြင်သွားလိုက်တယ်တသိန်းခွဲကုန်သွားနော်လာပြီး support လုပ်လို့2ယောက်ရှိတယ်9200ကျေးဇူးတင်ပါတယ်1000လောက်ပြန်ရတယ်ပေါ့နော် မက်ဆီတို့ကျွန်တော်ဖရီးနဲ့တင်မင်းနဲ့ပတ်စံလဲကုံလေးရယ်နော်အဲတီးဖို့ပါဒါမက်ဆီတို့တီးအောင်ပြပြလာအဲ့တော့ဒီညနေအတွက်ဆက်ပြီးတော့မှန်မဲ့ရှက်ကီးအရင်ပြောပါမယ်ရှက်ကီးပြောပြီးွားရင်တင်ခွက်ပြောပေးမယ်โอเคနော်ရှက်ကီးပြောပြီးွားရင်တင်ခွက်လေးပြောပေးမယ်နော်မက်ဆီတို့တော့ကျွန်တော်ပတ်စံတော်တော်ကုံရနော်တသိန်း၄000လောက်ကုံရနော်ကျွန်တော်တပေါင်းပဲပြန်ရတယ်နော်မချစ်ကြအောင်နော် viewer တွေအများကြီးอ่ะမချစ်ကြအောင်ရပါလေတက်လာရကျွန်တော်ရဲ့ကံပဲပေါ့အဲ့တော့ဒီညနေအတွက်ကျွန်တော်ရဲ့ရှက်ကီးလေးကတော့ခွန်နှစ်တုံညာဖြစ်ပါလေ မှတ်ထားပါမှတ်ထားပါခွန်နှစ်တုံညာဖြစ်ပါတယ်ဒီညနေတော့ရှက်ကီးလေးကတော့ခွန်နှစ်တုံညာဖြစ်ပါတယ်ခင်ဗျာကဲမှတ်ထားပါနော်ညနေတော့ကီးလေးကတော့ခွန်နှစ်တုံညာဖြစ်ပါတယ်ပြောနေပါတယ်ခင်ဗျာကျွန်တော်မှလည်းဗျာတရားနာ viewer လေးတောင်းနေနည်းနည်းစောင့်ရသေးတယ်ဗျာအခုအခု live နဲ့အခုချက်ချင်းပြောလိုက်မယ်ဆို viewer တွေကနောက်မှဝင်လာတဲ့ viewer တွေကမသိပါဘူးလေဗျာ ီးတော့ကျွန်တော်ရဲ့ဒီ line ကလည်း view နဲ့ဝါမလေးကျွန်တော်မှနည်းနည်းတော့ internet နဲ့တော့လောက်ခွင့်တော့ပေးအောင်လေဗျာမိတ်ဆွေတို့ကလည်းဟုတ်လားအဲ့ခွန်နဲ့တောင်ညာကိုကျွန်တော် share ဖမ်းမိမယ်ခွန်နဲ့ပတ်သက်ပြီး၃ခွက်ခွန် line အဲ့ဒီ၃ခွက်ထဲတူကတိချပေါက်ထွက်မယ်နှစ်လာရင်အဲ့ဒီ၃ကွက်ထဲတကွက်သေးချပေါက်ထွက်မယ်။၃ညလာရင်အဲ့ဒီ၃ညနဲ့ပတ်သက်တဲ့၃ကွက်ကျွန်တော်ပြောမယ်တကွက်သေးချပေါက်ထွက်မယ်။အဲ့လောက်ထိရှင်းလားအကုန်လုံးပေးမှာမိတ်ဆွေတို့လို့ကျွန်တော်စိတ်ဆိုးနေရတော့ကျွန်တော်မိတ်ဆွေတို့လို့ကျွန်တော်စက်ကုန်းကတော့ဒေါ်လာထွက်တယ်နော် viewer တွေကကြည့်တော့ထောင်တောင်တင်ကနန်းလောက်ရှိတယ်။အဲဆရာသမားကိုနော်ရောက်20 30တောင်မလာဘူး200ရောက်တယ်900နဲ့ကျေးဇူးတင်ပါတယ်တကယ်ပါအဲ့နှစ်ယောက်တော့တကယ်လေးစားပါလေ။နောက်ထပ်လူတွေအများကြီးခြားထဲမှာမှာသူတို့ရဲ့ဒါစိတ်ဆင်လာပါတော့ကျွန်တော်ကျေးဇူးတင်တယ်အဲ့လိုမျိုးလာစုပ်ဖို့ပြရတကယ်ကျေးဇူးတင်ပါတယ်။ဟောအဲ့နှစ်ယောက်ကျေးဇူးတင်တယ်တော်တော်တော့ရှုံးပါလေ။အဲ့တော့ဝေးဆွေလုံးကိုကျွန်တော်အခု အဲ့တော့အဲ့အဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်အခုခွန်နဲ့ပတ်သက်ပြီး၃ခွက် ပြောမယ်နော်ခွန်နဲ့ပတ်သက်ပြီး၃ခွက်ကတော့ခွန်နဲ့ပတ်သက်ပြီး၃ခွက်ကတော့စပြောပြီနော်နားစင်မေးပါ86တာဓုခေါ်ရမလား86 60ခေါ်ဆိုတာကျွန်တော်တို့မြန်မာအယူနဲ့ပြောမှဆိုရင်ဒီကနိုင်ရဲ့အသေးပဲကတာဓုလို့ရတာဓုလို့ဆိုပြီးတော့ဒါအသေးပဲရတယ်ဒါမိတ်ဆွေတို့သိတာတော့မသိဘူးပေါ့နော်ကျွန်တော်ရခေါ်တော့တောင်းကြနေမှာဒီ68ခွန်တို့86တို့ ညနေခင်းမှာထွက်လာဆိုတာတူခေါ်ရတယ်မယ်ကျွန်တော်ရဲ့ဟိုအခေါ်ပေါ့နော်ဒါတူဒီလောကမှာဒါမိတ်ဆွေတို့တိနဲ့တိမြဲဒီလိုအခေါ်ဝေါ်လေးတွေပေါ့နော်ကဲခွန်နဲ့ပတ်သက်ရင်တော့ကျွန်တော်86 69ကြိုက်ပါလေအပြင်းတော့ကျွန်တော်ထပ်ပြောပါမယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြောပါမယ်ခွန်နဲ့ပတ်သက်ပြီးနောက်တစ်ခေါက်ကတော့81ဖြစ်ပါတယ်ကျွန်တော် AC လေးပြောပြရတယ်နော် reaction လက်မလေးအသေးလေးပြီးပြေးအောင် နောက်တစ်ခုကတော့81ဖြစ်ပါလေအဲ့တော့ကျွန်တော်နှစ်ကွက်ရှိပြီเนาะကျွန်တော်ပြောတာ86ရဲ့81ရဲ့เนาะနောက်လူတွေဝင်လာတဲ့သိအောင်လို့ဒါအခုကြီးရှုနေလူချင်းချင်းတွေကဒါမှန်မေးပါအောင်เนาะနောက်လူတွေဝင်လာတဲ့သိအောင်လို့เนาะကျွန်တော်ဂီးတစ်လုံးကိုခဏန်း3ကွက်ပဲပြောပေးမယ်တချို့တွေကတော့ဂီးကိုအကောင်လုံးမလုံးနိုင်ဘူးကွာမလုံးနိုင်တာဖြစ်နေတော့ကျွန်တော်အကောင်လုံးဆိုတဲ့အရာပဲကျွန်တော်လည်းရွေးပေးတယ်ဗျာပြန်မှာကျွန်တော်လည်းအကောင်လုံးဆိုတဲ့အရာပဲရွေးပေးကျွန်တော်လည်းအမှန်တမ်းပြောမယ်ဆိုတက်အပ်မသိဘူးဗျာ ကျောင်းလက်တက်အမသိမိတ်ဆွေတို့အပြီးတော့နောက်လက်ခွန်လက်ပတ်သက်အာအဲ့တော့နောက်တစ်ခုပေါ့နော်စကားလည်းများလေတင်ပြပြောနေအောင်မယ်နော်နောက်လက်တစ်ခုကတော့88ဖြစ်ပါတယ်နောက်လက်တစ်ခုကတော့88ဖြစ်ပါတယ်နော်နောက်လက်တစ်ခုကတော့88ဖြစ်ပါတယ်ခင်ဗျာနောက်လက်တစ်ခုကတော့88ဖြစ်ပါတယ်နောက်ထပ်တစ်ခွကတော့88ဖြစ်ပါလေခင်ဗျာအဲ့တော့ခွန်နဲ့ပတ်သက်ရင်86ရှိမယ်87ရှိမယ်88ဖြစ်မယ်เนาะโอเค86 87 88โอเค မိတ်ဆွေတို့စဉ်းစားကြည့်နော်ကျွန်တော်ကေလင်းရဲ့ဒီကီးနေတင်လာတယ်တင်လာတယ်တင်လာတယ်โอเคကီးနေတင်လာတင်လာတယ်တောက်လျှောက်မှာဒါတောက်လျှောက်ရင်းနေမှန်တော့ကျွန်တော်မပြောချင်ဘူးအခုဒီတပတ်ဆိုလည်းစဉ်းစားတနင်္လာအင်္ဂါအခုဆိုဘရဟုပိတ်တယ်ကြာပြီးတောက်ကြပိတ်ရခံနေတဲ့အပတ်တွေတော့မှာကေလင်းထုတ်ပေးတဲ့ကီးကြီးကတည့်ရမှမလွဲဘူးနော်အဲ့လောက်ဆိုရင်မိတ်ဆွေတို့ကေလင်းကီးရောဒါမိတ်ဆွေတို့ချီယူသင့်ပါလေโอเคပါအဲ့တော့ကျွန်တော်တို့ဒီနှစ်နဲ့ပတ်သက်ရင်တော့ကျွန်တော်27ရဲ့26ရဲ့23ရဲ့ဖြစ်ပါလေ 21 26 23ဖြစ်ပါလေခင်ဗျာပြီးရင်ကျွန်တော်ဗရိတ်ပါပြောပြအောင်မယ်နော်21 26 23ဖြစ်ပါလေခင်ဗျာဒါလေးကတော့ဒါဒီညနေအတွက်နှစ်နှစ်ပတ်သက်ရင်လာနိုင်ခြင်းအရှိဆုံးအားကောင်းဆုံး21 26 23ဖြစ်ပါလေခင်ဗျာပြီးရင်တော့နောက်တဲ့တစ်ခုအနေနဲ့ကတော့နောက်တဲ့တစ်ခုအနေနဲ့ကတော့3 3 3 8 3 5ဖြစ်ပါလေခင်ဗျာကျွန်တော်ရဲ့ကီးကတော့ဒီညနေတော့ကီးကတော့9 3 3ကီးအဲ့ဒါလေးကိုကျွန်တော်အခုဒါ3 3နဲ့ပတ်သက်ရင်တော့3 3 3 8 3 5ဖြစ်ပါလေ အစားဆုံးပြန်ပြောရမယ်ဆိုရင်တော့86 87 86 27 21 26 23 33 38 38 39 3 38 39 5ဖြစ်ပါလေခင်ဗျာဒါလေးကတော့ဒီညနေမှာလာမယ်ဆိုရင်9 39နဲ့အညီလာပြီးမယ်ဆိုရင်အဲ့ဒီကျွန်တော်ပြောတဲ့အကွက်တွေထည့်ရမယ်ထွက်နိုင်မယ်ဗျာနော်ကျေးဇူးတင်တယ်တင်ပါတယ်နော်အဲအဲ့တော့ကျွန်တော်ကဒီညနေမှာအဓိကဘာလို့ကျင်တာလဲဆိုတော့ကျွန်တော်ကမိတ်ဆွေတို့ရှင်းရှင်းပြောမယ်ကျွန်တော် break ကိုလိုချင်တာဗျာကျွန်တော် break ကိုလိုချင်တာ ဒါပေမဲ့ကျွန်တော်ကဗရိတ်ကိုပြောလိုက်လို့မိတ်ဆွေတို့ကဗရိတ်ကိုမစွဲနိုင်မှကျွန်တော်ကကြောက်တယ်။ဘာလို့ဗရိတ်ကတစ်လုံးတည်းမဟုတ်ဘူးမြ။ဗရိတ်ကသုံးလုံးဖြစ်နေဗရိတ်သုံးလုံးပြီဆိုမိတ်ဆွေအခွက်60ကျင်းတော့ပြောပါမှာသိရ။အဲ့ဒီအထက်မှာမှကျွန်တော်ကကန်ဆန်းပြီးတော့ကင်းနဲ့ကန်ဆန်းပြီးတော့ဒါဗရိတ်နဲ့တွဲပြီးတာ။အမှန်တိုင်းတော့ကျွန်တော်ဒီဗရိတ်ကအရင်ကခိုင်မာနေမြ။ဒီဗရိတ်ကအရင်ခိုင်မာဘာကြောင့်ခိုင်မာလဲဆိုတော့ကျွန်တော်မနေ့ကထွက်တဲ့ခဏန်းနော်ကျွန်တော်မနေ့ကခဏန်းမနေ့ကခဏန်းမိတ်ဆွေတို့ဒါမြင်တွေ့တဲ့အတိုင်းပဲဒါမနေ့ကခဏန်းဒါမိတ်ဆွေတို့သိတဲ့အတိုင်းပဲ။ ယ်30ရှိမယ်6ခုရှိမယ်ဘာလို့လဲဆိုတော့သူတို့ကဒီလိုမျိုးများတရက်ထဲမှာများဒီလိုမျိုးတရက်ထဲမှာဒီလိုမျိုး break to break ထွက်လာပြီဆိုရင်အခုမနက်ခင်းက30ဆိုရင်3 break ညနေခင်းမှာ6ခုဆိုရင်ဒါပြောရမယ်ဆိုရင်ဒါ3 break ပဲအဲ့တော့ဒီလိုမျိုးတူနေလာပြီဆိုရင်တော့အဲ့တော့ယူရတယ်ဗျာ၃ယူလိုက်ပြီကျွန်တော်က၃ရှင်ငါဖာဝါနက်ခတ်ချင်းမိလိုက်ချင်းမိပြီကကျွန်တော်အပေါ်ကိုပြန်ကြည့်အပေါ်ရမှာဖာတော့ခဲ့လေ၂၅ရဲ့89ရဲ့၃ရှင်ငါပရိနဲ့ညီလားဆိုတော့မညီဘူး မညိတာဖြစ်တဲ့အတွက်ကျော်တို့ကဒီတောက်ကြနေမှာ35ပြိကမဖြစ်မနေလာအောင်လာပင်ရမယ်အမနခင်းကတော့ကျော်တို့ကဒီ37လာမယ်ထွက်နေပြီလေးပြိအဲ့တော့35ပြိကတော့မညိဘူးအဲ့တော့ဒီညနေဒီချိန်မှကြံနေမှာ35ပြိကဒီဖော်မြူလာကမှန်ခဲ့မယ်ဆိုရင်ဒီဖော်မြူလာကဆက်ပြီးပေးမယ်ဆိုရင်ဒီဖော်မြူလာကဆက်ပြီးတော့ကောင်းမကောင်းမယ်ဆိုရင်ဒီညနေက35ပြိကပြေးမလို့ဒီဖော်မြူလာကဆက်ပေးမယ်ဆိုရင်35ပြိကကျွန်တော်အပိုင်လို့ပြောလို့ရတယ်ကြီးနဲ့မတွဲမယ်ဒါမဲ့35ပြိကဒီ ၃ပြိ၈ပြိ၅ပြိ၃လုံးဖြစ်တော့ညမိတ်ဆွေတို့ဒါပြိကိုဆွဲမယ်ဆိုအများများဝိုင်းများဝိုင်းတကယ်လို့ဂဲလုံးများပေါ့နော်ဒီဖော်မူလာကဖောက်ခဲ့မယ်ဆိုရင်မိတ်ဆွေတို့ဟာထိုးကြီးကြီးအများများဝမှာပြိက၃လုံးတော့ဟုတ်လားအဆင်မပြေဘူးနေအဲ့တော့ကျွန်တော်ကကီးကိုတော့ဒါညနေကီးမျိုးတော့ကျွန်တော်ထက်မှန်အောင်ကျွန်တော်ထက်စူးစမ်းကြည့်ရပါတော့ညနေကီးမျိုးကိုကျွန်တော်ထက်မှန်အောင်စူးစမ်းကြည့်ရမနက်ကီးကတော့168နဲ့ဒါမှန်သွားပြီပေါ့နော်ညနေကီးမျိုးကိုကျွန်တော်အခုကြည့်လိုက်တော့9000တွေ့ ခုနှစ်တုံညာတွေ့တော့ဒီလုံးဝအမှားပါလေဆိုတော့ပရိတ်35ပရိတ်ကိုကျွန်တော်ကခုနှစ်တုံညာနဲ့ကတ်ပေးလိုက်တာအဲတခုတော့ရှိရယ်ပေါ့နော်ဒီတချို့တွေကပရိတ်ပရိတ်ပြောပါဆိုကျွန်တော်အခုပြောနေ35ပရိတ်ဒါပေမဲ့မိတ်ဆွေတို့မစွဲပါနဲ့အရင်များပါလေပရိတ်တစ်လုံးတစ်လုံးလုံးအလုံးလုံးများနှလုံးဆိုတော့ကျွန်တော်လက်ခံနေဟိုက3လုံးဆိုတော့အရင်များပါလေပရိတ်တန်ကြီးတို့ကဲလေမဒီဖော်မူလာဖောက်ခဲ့ပရိသတ်ကြီးလိုပဲရင်ကျိုးရမှာပြီးတော့ဒီနေ့ကတောက်တာနေဆိုတော့ညနေဆိုတော့ဒါမနက်ပြန်ပိတ်ပြီမိတ်ဆွေတို့ တကယ်လို့များဒီ formula ဖောက်ခဲ့မိဆိုလို့ရှင်းရမှာအများကြီးပြောင်းသွားလိမ့်မယ်ဟုတ်လားမစွဲနဲ့တော့အဲ့တော့ကျွန်တော်ခုနကပေးခဲ့တဲ့ဒီ9300ကိုဒါ9300ကိုဒါမိတ်ဆွေတို့နေနေကဘယ်လိုလုပ်ရမလဲဆိုတော့9300ကိုဘယ်လိုလုပ်ရမလဲဆိုတော့ဒီကျွန်တော်ပေးလိုက်တဲ့ဒီ brain လေးနဲ့ပဲတွဲလိုက်အဲ့ပြီးတော့နောက်ထပ်တစ်ခုရှိတာကဒီပေါ့နော်အမ်အာအမှန်တိုင်းပြောမယ်ဗျာဒီမနေ့ကကျွန်တော်တို့၄ကိုဆိုပြီးထပ်ထပ်သေးရညနေခင်း၄ကို၄ကိုဆိုပြီးထပ်တော့ကျွန်တော်တို့ကိုအဖိတ်နဲ့ကြာပြီဆိုရင် ကိုပိတ်မြင်ကြတယ်ကျွန်တော်ခဏပြောပြီးွားရေနော်ပို့ပို့ဆိုတဲ့တယောက်၃နိုင်ခွဲလေးကိုလင်းရေမလုံးနဲ့ကျွန်တော်ခဏပြောပြီးွားရေဒါကရှင်းပြနေတာခဏပေးပြီးွားရေနော်ကျွန်တော်အကောင်လုံးရှင်းပြပဲကွန်မန့်နေမှာလမ်းကြည့်နော်ကျွန်တော်ခဏပေးပြီးွားရေအဲ့တော့ကျွန်တော်အခုဒါမနေ့ကဆိုတာ၄ကိုများ၄ကိုထွက်တယ်ဆိုတော့ကျွန်တော်ကိုနောက်ပိတ်နဲ့ကြလာပြီဆိုရင်ညနေခင်းမှာကြလာပြီဆိုတော့ကျွန်တော်၁၆၄ကိုထိတ်ကလာတက်တယ်၁၆၄ကိုထိတ်ကလာတက်တယ်ဗျာ၁၆၄ကိုထိတ်ကလာတက်တယ်ဒါပေမဲ့ ကျွန်တော်တို့ကဒီမနက်မှာက38ဆိုပြီးထွက်ခဲ့တယ်တစ်ထိတ်နဲ့လာခဲ့တာမဟုတ်ဘူးသုံးထိတ်နဲ့လာခဲ့တာအဲ့တော့တစ်ချောင်းလေးကိုထိတ်ရလဲရှိနေဗျာဒီတောက်ကြနေတည့်ရက်စာမှာပြီးရင်သူကနောက်တစ်ဖက်ပြန်သွားမယ်တကယ်လို့ဒီတစ်ချောင်းလေးကိုထိတ်ကဒီတောက်ကြနေညနေမှာမညိခဲ့ဘူးဆိုတော့ကျွန်တော်တနင်္လာနေ့မှာအပိုင်ရိုက်လို့ရမယ်တနင်္လာနေ့ကျရင်ကျွန်တော်တို့ကဒီတစ်ချောင်းလေးကိုထိတ်တကယ်လို့များပါတော့ဒီညနေမှာမကြခဲ့ဘူးဆိုရင်ဒီတစ်ချောင်းလေးကိုထိတ်ကိုကျွန်တော်တို့ကတနင်္လာနေ့မှာကျွန်တော်ရဲ့အမြင်မှန်နေတဲ့ key နဲ့တွဲဆက်ပြီးကျွန်တော်တို့ဒန်ဟင်းဘွားပဲကျွန်တော်တို့ချတော့ အဲဆိုရင်အဲ့ဒီကြရင်ပြိတ္တကြီးတော့တင်းနေတာနေပါဆိုရှယ်လန်းရှယ်လန်းဖလန်းဖလန်းဖြစ်သွားလိမ့်မယ်ဒါမဲ့တခုပဲဆိုရင်ပါလေဒီညနေမှာ16 6ကိုထိတ်ကနန်းလေးလုံးထဲကထိတ်စီအလုံးမမကြဖို့အတွက်တော့ကျွန်တော်မျော်လင်းနေကျွန်တော်အခုဖမ်းမေးလိုက်တဲ့ခွန်နဲ့တုံညာကီးပြီးမယ်ပဲကြာပြီးတော့ဒီ break နဲ့ပေါင်းဆက်ပြီးတော့မိတ်ဆွေတို့တင်ကောရပါစေလို့ကျွန်တော်ကင်လင်းကစွမကောင်တောင်းမိတယ်16 6ကိုထိတ်ကတော့ရှိတယ်ဒါပေမဲ့မကြပါစေနဲ့လို့ကျွန်တော်ဆုတောင်းပါတယ်ဒီ16လေးကိုထိတ်တည်တင်ညနေမကြမှာဖြစ်နေကျွန်တော်တို့တနင်္လာနေ့မှာကြာပြီးတော့ကျွန်တော်အပိနေတယ်ကျွန်တော်ရဲ့ fan တွေ လူကြီးမိသားတွေပေါ့နော်ညီကောင်မောင်နှမတွေကျွန်တော်ငယ်တဲ့လူတွေအကောင်လုံးတနင်္လာနေ့ကျမှဒီ TikTok တွေကိုထိနေကျွန်တော်တို့အပိုင်းတဲ့ကနန်းနဲ့ရရှိကျင်ပါတယ်ပေါ့နော်ဒါကျွန်တော်ရေဆူတောင်းလေးတစ်ခုပါဒါပေမဲ့တေချာတစ်ခုကတော့ TikTok တွေကိုထိရှိသည်ဒီတောက်ကြနေညနေမှာမလာပါသေးတဲ့ကျွန်တော်တကယ်ဆူတောင်းနေပါတယ်ကျွန်တော်အခုနပြောခဲ့တဲ့ခွန်လေးတောင်ညာခီးလေးကိုကျွန်တော်ရဲ့ဒါမပါလေဆိုတော့35ခီးလေးနဲ့ဟိုက35ပေါ့နော်ဖရိတ်လေးနဲ့ပေါင်းဆက်ပြီးတော့ဒီညနေမှအောင်ကြပါစေเนาะ အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီညနေအထွားတော့ကျွန်တော်ပြန်ပြီးပြောရမှာဆိုရင်ဒီညနေအထွားတော့ခွန်နေတောင်ချန်ခီကိုကျွန်တော်35ပရိနေတာမိတ်ဆွေတို့အတွက်လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အကွက်လေးတွေပြန်ပြီးပြောရမှာဆိုရင်အခုမှဝင်လာတဲ့လူသစ်တွေအထွားတော့96 97 28 21 26 23 39 3 38 39လူကြီးမင်းတို့ကိုကျွန်တော်အများကြီးပေးဆက်တယ်နော်မိတ်ဆွေတို့ဒါမနေ့ကဆိုတဲ့ဒါကျွန်တော်အိမ်မှာမီးပြက်တာဖုန်းကားနေလည်းမရှိတော့ဘီလိုတင်မှုအစမပြေလို့ ဘာလို့တွေငါ့အောင်များမျောနေမလားဆိုစိတ်လေးနဲ့ပတ်စံအကုန်ကြခံပြီးတော့ပြီးတော့ဒါဟိုတယ်မှာဒါမိတ်ဆွေတို့လည်းကျွန်တော်ပတ်စံနေကျွန်တော်ဘက်ကအိတ်ဆိုင်ပြီးတော့ထပ်ပြီးလုပ်ပေးခဲ့တယ်နော်ဒါပေမဲ့မိတ်ဆွေတို့ဘက်ကလည်းတီးတက်မှုလေးတွေတော့ကျွန်တော်မျောလေးပါလေတီးတက်မှုကတော့မရှိမရှိကြပါဘူးပေါ့နော်ရှင်နေတော့မကောင်းပါဘူးမိတ်ဆွေတို့တူဦးတယောက်ချင်းချင်းတိုင်းရဲ့9000တထောင်ဒီဒါစာမခွဲဘူးခင်ဗျဒါပေမဲ့အဲ့ဒီကို9000တထောင်ညားလာတဲ့ခါကျရင်တော့ကိလင်းတော့တော့အဆင်ပြေတယ်ပေါ့နော် ညနေခင်းကျရင်တော့ကင်လင်းဒါမိတ်ဆွေတို့ရဲ့တိတက်မှုလေးလေးကိုကင်လင်းမျှော်နေပါမယ်ပြီးတော့မိတ်ဆွေတို့တို့လည်းကင်လင်းဆူတောင်းပေးပါလေဒီညနေမှာကလင်းယူချက်ပေးလိုက်တဲ့နော်ကင်လင်းယူချက်ပေးလိုက်တဲ့ကင်လင်းယူချက်ပေးလိုက်တဲ့ဒီ9300ကီကို385ဘရိတ်အကယ်ကိုခန်းဆိုတဲ့တရားရောနော်လွယ်လွယ်လေးနော်9300ကီ385ဘရိတ်385ဘရိတ်နဲ့300ကိုကတ်လိုက်ဒါပဲလွယ်လွယ်လေးအထက်လွယ်တာလည်းမရှိတော့ဘူးအဲ့တော့ဒီ9300ကီကို35ဘရိတ်နည်းနဲ့ကတ်ဆက်ပြီးအောင်မိတ်ဆွေတို့တွဲဆက်ပြီးတဲ့ကဏ္ဍလေးတွေရရှိကြပါစေ။ဒါပေမဲ့ တစ်ချောက်လေးကိုထိတ်ပြီးလာနိုင်ခြင်းအရန်အကောင်းသောကြောင့်ကျွန်တော်တို့ဒါမိတ်ဆွေတို့တို့တော့ဆူတောင်းပေးလိုက်ပါနဲ့တစ်ချောက်လေးကိုထိတ်မလာပါစေနဲ့တနင်္လာနေ့ကျမှသာကျွန်တော်တို့တစ်ချောက်လေးကိုထိတ်မယ်ကျွန်တော်ရဲ့ကီးနဲ့ပေါင်းဆက်ပြီးတော့မိတ်ဆွေတို့နဲ့တူကျွန်တော် share ထပ်ပြီးစားပါမယ်ဒီညနေတော့မိတ်ဆွေတို့စီကကျွန်တော်ချစ်ကြည်လို့ခြင်းနဲ့နော်လောက်ပါမယ်မိတ်ဆွေတို့တည်တဲ့ဒါကြီးရဲ့အချိန်မှာတော့ဒါဆရာဘာဖြစ်ကြဖြစ်ပြောကြမှာပေါ့နော်တကယ်တမ်းရှင်နဲ့တဲတဲ့ကနေရှိရလို့တွေပဲပို့ပါ ကျွန်တော်တဖြည်းဖြည်းနဲ့တော့လူတွေအကြောင်းတော့တဖြည်းဖြည်းနဲ့နားလည်ပါမယ်ကျွန်တော်ဘက်ကစီနံဘလောက်ထန်တာမိတ်ဆွေတို့ဘက်ကစီနံထားမှလားဒါစင်မီတာပေါ့နော်ကျွန်တော်လည်းရေရှည်သွားဖို့အတွက်စင်မီမယ်အားလုံးကိုကျေးဇူးအများကြီးတင်တယ်โอเคပါအားလုံးပဲဘိုင်ဘိုင်ပါကိုလည်းပါခင်ဗျာ